ရှိပြလာဟောဆွေကလေးတော့အမြန်ထိနေတာပေါ့အာဆွေရက်တရဆွေကလေးရက်တရပြည့်ဆိုဘလို့ပြီးရင်အဲ့လိုဆွေကလေးကိုပဲချိန်လုံးကြည့်ပြီးချက်ကလေးသွားထိနေရလားကလေးနဲ့အတူပြန်ပြီးတော့ဆိုးနေတာသူ့ဆော့စရာကြီးတွားယူစော်နေသူ့ဥစားခင်ကလေးကအော်အရင်ချစ်စရာကောင်းတဲ့ညီမလေးကိုရရတယ်လို့ပဲလို့ခံစားရတယ်လို့အခုချိန်ထိကိုအရင်ကိုချစ်ဖို့ကောင်းပြီကို့အတွက်တမိုးထားရတဲ့ညီမလေးဖြစ်နေတော့မယ်ဟုတ်တင်းရလဲတွားပြီးတော့ ညီမလေးဟောညီမလေးကကိုဖုန်းလာကြည့်ရလားအမေကကဒီလိုပြင်မှာအဲ့လိုဝတ်စုံအားစားအမြဲတိုင်ပင်နေအထိပြီးလို့ရှိရင်အဲ့လိုတဏီယာသွားမယ်ဆိုလို့ရှိရင်အမြဲလိုလိုတိုင်ပင်တွေ့ကြအဲ့လိုမျိုးဖြစ်နေတယ်ဟုတ်နေနေပတ်သက်လို့ရှိရင်အခုချိန်ကြီးတငယ်ချင်းတို့ပဲခံစားရတယ်လို့ပါပြီးတော့လေငါနဲ့တော့မင်းတနေရဘာဘာညာညာကြားရမရှိပါဘူးခ။အเจ้าမှာဆိုလို့ရှိရင် ူနီယာပတ်သက်မှုရှိတယ်။အာမုံကဒီလောလောဆယ်ပေါ့နော်ဇကားမရိုက်နေတဲ့အချိန်မှာအဓိကစီးပွားရေးကိုစောက်ချပြီးတော့တောက်လျှောက်လုပ်နေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးသိရမလား။ဟိုဇကားကတော့ဝယ်ရှိမှာပဲပြန်လာရတာအခါကျရင်အကုန်လုံးမြေဟဲ့ဘယ်ဘယ်ရောက်နေရလဲအဓိကစီးပွားရေးအဲလှုပ်ဖြစ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့အခုကအသက်အရွယ်တစ်ခုကိုရနေပြီ။အဲ့အရွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လေဘဝရဲ့အမှခံချက်ရှိဖို့အတွက်စီးပွားရေးကလိုတယ်။ဟိုရဲ့ဟိုဘယ်ရမမမြင်ဘူးဆိုပေမဲ့လေ ဟိုကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းဒီမှာတော့ပြည်စုံလုံလောက်ဖို့တော့လိုတယ်လေအဲ့အတွက်ကြောင့်စီးပွားရေးကိုအတိအကျအဆောက်ချပြီးလုပ်နေရပါတယ်။ဒီစီအဘွားပဲ။အဘွား။တခြားပဲဟိုဆွေကလေးတော့အမြဲတမ်းထိနေရပေါ့အာဆွေရက်တရဆွေကလေးရက်တရပြည့်စုံဘလို့ပြီးရင်အဲ့လိုဆွေကလေးကိုပဲချိန်လုံးကြည့်ပြီးချင်တယ်ကလေးတော့ထိနေရလားကလေးနဲ့အတူပြန်ပြီးတော့စိုးနေရသူ့စော့စရာတွေတွားယူစော့နေအာကြိုးပြီးတော့ရှက်နေကြည့်အောင်ရှက်ရမ်းရမ်းနာကဲ ာကျွမကျွအခုတွေ့နေပြီပဲရှက်လက်ရှက်နေတယ်စိတ်လက်ဆိုးနေလားသူသွားလားအခုတော့အရင်တည်းကအရန်ချစ်စရာကောင်းတယ်တိမ်ခွေနူးညံ့တယ်အခုတအခုချိန်မှာလည်းအရန်ကိုချစ်စရာကောင်းတယ်တိမ်ခွေနူးညံ့တယ်မိန်းကလေးပဲသူ့အစားခင်ကလေးကအော်အရန်ချစ်စရာကောင်းတယ်ညီမလေးကိုရတယ်လို့ပဲလို့ခံစားရတယ်လို့ဒီလောက်နှစ်ပြည့်ကြည့်ရှေ့ကြခင်လာတဲ့ချိန်မှာလည်းအခုချိန်ဒီကိုအရန်ကိုချစ်ဖို့ကောင်းပြီကို့အတွက်တမိုးထားရတဲ့ညီမလေးဖြစ်နေတော့မယ်တိုင်မြင်ပေါ်တိုင်မြင်ဘက်ဖြစ်တာပေါ့ဘာလို့လဲဆိုတော့အရန်ကမှဟိုအဲ့လို ဓပုံရိုက်တာအစဆွေအမဓပုံရိုက်မှာဒီလိုသူကလည်းအမတပည့်ကဒီလိုဒီလိုနဲ့ဓပုံရိုက်မှာဒီလိုမျိုးမိတ်ကကဒီလိုပြင်မှာအဲ့လိုဝတ်စုံကအစအမြဲတိုင်ပင်တဲ့အထိပြီးလို့ရှိရင်အဲ့လိုတဏီယာသွားမယ်ဆိုလို့ရှိရင်အမြဲလိုလိုတိုင်ပင်တွေ့ကြအဲ့လိုမျိုးဖြစ်မှာဟုတ်ဟာမင်းကလေးကနင်မနင်ဖြစ်နေတာညာနင်တကယ်ချစ်တဲ့မင်းကလေးကိုပဲလက်ထောက်မပြင်းပါဘူး ကိုယ့်အနေကိုတော့သိမလားဟိုဒီအလုပ်ရှိလို့ရန်ကုန်ပြန်လာရပြီးတော့နေမှာကြာလဲအလိုအလုပ်နည်းနည်းများတဲ့အခါကျတော့လေပြင်းချိန်မရဘူးအဲ့ဒါနဲ့တကယ်ကြီးနေတွေးကြရဲစကားကြီးပြောကြအလိုစားကြတောက်ကြဟုတ်ဒီမှာတော့ကျပါလားလုပ်ပါလားဟာဒါတော့အရာရာကန်တရားပေါ့ဘယ်ပြောလို့ရမလဲကိုယ်တော့လက်မဆန်မီဆန်တော့လက်မကွေးမီအရာအောင်ဖြစ်တိုင်းလေ